ကဲဘရိုနီကာကတော့စတန်ဖက်ဒက်စ်နဲ့တလပိုင်းမှာထိုးဖို့အတွက်ကြောလာပါပြီဒီလိုစတန်ဖက်ဒက်စ်နဲ့ထိုးဖို့ကလည်းသူကစထိုးချင်ခဲ့တာမဟုတ်ဘူးဗျာစတန်ဖက်ဒက်စ်ကဒါဘရိုနီကာကိုနှစ်ချိန်တိုင်းတိုင်းခဏခဏဒါစိန်ကိုထိုးသက်ဖို့ခေါ်နေလို့ကိုဒါကျွန်တော်ဘရိုနီကာကဒီနိုင်ပွဲရတဲ့အပြီးမှာအဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်းဒါပြောလာခဲ့တယ်ပေါ့နော် ဆိုတော့ star feathers ကတော့ bronica နဲ့ဒါနောက်နှစ်မှာထိုးဖို့အတွက်သေချာတော့ကိုရှိသွားပါပြီ star feathers ကလည်းဒီလတဲမှာဘွဲရှိတယ်နှစ်ယောက်စလုံးကဒီလဘွဲပြီးတာနဲ့ကိုအဲ့ဒီဘွဲတော့ဒါ general one champion ရှေးစီးဖို့ဖြစ်တဲ့ chestry ကိုတိုင်ကဘွဲတွေပေးနိုင်တယ်ဆိုတော့ bronica က star feathers နဲ့ထိုးရမယ်ဘွဲနဲ့ပတ်သက်ပြီးပြောလာလေကျွန်တော်အဆအဆုံးပြန်လေပြောပြချင်တယ် စတာဖက်ဒစ်ကားတဲ့ကျွန်တော်ထက်စီနီယာအများကြီးကြားရတဲ့သူကချန်ပီယံလဲ၃မျိုးတောင်ဖြစ်ခဲ့တယ်တဲ့ကစားခဲ့တဲ့ပွဲပေါင်းလို့မနေတော့ဘူးကျွန်တော်ရောင်းဝယ်မှလေးစားရတဲ့အားကစားသမားတယောက်ပါတဲ့သူနဲ့ထိုးဖို့ ready ဖြစ်ပြီလားဆိုတော့ကစားသမားတယောက်ကတဲ့ ready ဖြစ်တဲ့အချိန်ချင်းစောင့်ရင်တော့ ready ဆိုတဲ့အချိန်ရှိလာမှာမဟုတ်ဘူးတဲ့ဆိုတော့သူတို့ဘက်ကဖက်ဒစ်နဲ့အရန်ထူးစီချင်ရင်တော့เนาะကျွန်တော်ဘက်ကအကောင်းဆုံးလုပ်ပြဖို့စဉ်းစားရတဲ့ဒီလူကိုနိုင်မှဖြစ်တဲ့ဆိုရင်အနိုင်ရှုံးရလက်ကိုအရန်ကြည့်မတတ်မှတ်ပါဘူးတဲ့ကျွန်တော်ဘလောက်လုံးနိုင်လဲ ကျမရဲ့အစွမ်းစာတွေဘလောက်တည်းထိပေါ်ထုတ်နိုင်လဲဆိုတာပဲချပြချင်တာပါ रे သူအမြဲတမ်းကျမကိုစိန်ခေါ်တယ်တဲ့သူနဲ့ထူးမေဆိုလဲကျမထူးလို့ရပါတယ်တဲ့ကျွန်တော်ရဲ့စိတ်ထားကတော့ကိုအောင်လိုက်ရဲ့ဒုတိယနေရာမှာနေချင်တယ်တဲ့မြန်မာတိုင်းအတွက်ဂုဏ်ယူရမယ့်အမျိုးသမီးတယောက်ဖြစ်အောင်ကြိုးစားချင်ပါတယ်တဲ့ရအောင်လဲကျမလုပ်ချင်ပါတယ်တဲ့ဒါမဲ့ဂရိတော့မပေးရဘူးတဲ့ဂုဏ်ယူနိုင်တဲ့အမျိုးသမီးတယောက်ဖြစ်အောင်တော့အကောင်းဆုံးကြိုးစားသွားမှာပါတဲ့ကိုအောင်လကအမြဲတမ်းအာဘစ်ကပြောတယ်ညီမမင်းလုံနိုင်တယ် တချိန်ကြာရင်အဲ့ဒီနေရာရောက်လာမှာပါအဓိကကတော့အစားဆုံးနဲ့ပုံမှန်ပဲဆက်သွားဖို့သူအစုံပါတယ်တဲ့အကိုရင်းတယောက်လိုပဲသူကလည်းကိုကိုရမ်းချစ်တယ်ကိုကလည်းသူ့ကိုအယမ်းချစ်တယ်။ဒါကြောင့်မလို့သူနဲ့တွေ့ရင်ကိုကမြည်ရဲမြည်တမ်းပါတယ်။ကျွန်တော်ဒီကိုရောက်တဲ့အချိန်ကောင်လာကတော့အနာယူပြီးထသွားပါပြီ။အဲ့ဒါကိုပဲစိတ်ထဲမကောင်းဘူး။သူနဲ့ထပ်ပြီးတော့လေမြင်ချင်ပါသေးတယ်။ကောင်လာကအစားပိုင်းမှာရောကျွန်တော်တို့ကိုပြသသွားတယ်။ပြီးတော့သူ့ရဲ့သလုံးသားလှတွေအနှိမ့်ပိုင်းတွေ နှိမ့်ချတာတွေကိုအရန်သဘောချတယ်အဲ့လိုမျိုးကစားသမားတော်တော်ရှားတယ်ဆိုပြီးတော့ဘရိုနီကာကစတန်ဖက်ဒက်စ်နဲ့ထိုးရမယ့်ပွဲတွေရောအောင်လာအန်ဆန်နဲ့သူရဲ့ဆက်ဆံရေးကိုပါချပြသွားခဲ့တာပဲဖြစ်ပါရယ်ဗျာ